ိတ်လေးကိုတည်ငြိမ်အောင်ရင်လို့လုံးလာတဲ့အခါကျတော့အမှန်တရားသိလာလိမ့်မယ်သိလာပြီအဲ့တော့မြတ်စွာဘုရားဒီတုတ်တံမှာမိဂွန်လေးထုတ်ပြီးတော့ဖြေတယ်ကိဉ္စဘိက္ခုယထာဘုတံပသနာတိအခုလို့တမာရီလေးရှိလာပြီဆိုလို့ရှိရင်အမှန်ကန်ကိုသိတယ်ဆိုတာဘယ်လိုအမှန်ကန်နေဘယ်အမှန်ကန်နေကိုသိတာလဲ ဲ့ဒီမိကုံကိုထုတ်တယ်အဲ့တော့အမှန်ကန်လို့ဆိုတာဘာကိုပြောရလဲလို့ဆိုရသဗျာကအဖြစ်ပေးတာရူပတသမှုရိယစအထင်ကမင်းစယထာဘုဒ္ဓံပသနာတိကုသနာမှာယုတ်တရားလေးတွေဘလို့ဖြစ်လာတယ်ဆိုတာဖြစ်ကြောင်းတရားကိုလည်းသိတယ် ရုပ်တရားလေးတွေဘလို့ခြုံငိမ့်သွားတယ်ဆိုတာခြုံငိမ့်ကြောင်းတရားကိုလည်းသိတယ်ဖြစ်လာတာကိုလည်းသိတယ်ခြုံသွားတာကိုလည်းသိတယ်ဖြစ်ကြောင်းတရားကိုလည်းသိတယ်ခြုံကြောင်းတရားကိုလည်းသိတယ်ဆိုဒီအသိနှစ်ခုသိတာထို့တူပဲစိတ်ခန္ဓာမှုလေးဟာဘာကြောင့်ဖြစ်လဲ